တို့ညာရဲ့ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ရွတ်ဖက်ပြီးမှာကတော့ဆရာတမမင်းဘာသာပြန်ထားတဲ့တမမင်းလိပ်ပြာဆိုတဲ့ဘာသာပြန်ဝတ်တွေရဲ့ပိုင်း၁၈စသိမ်းပိုင်းဖြစ်ပါတယ်ခင်ဗျာကံစားနာစေပေးကြပါဦးခင်ဗျာ နေငញ្ញန်းစွာဆုပြေလျက်ရှိဂျီနူးဆွပြန့်ပွဲတီတိုနီနေပြင်းဂရစ်ကိုအမှတ်ပြည့်တွေကြီးပေးနေရသည်မိမိနဲ့လက်ထပ်ခဲ့ခြင်းကိုအသက်အမခံပေါ်လစ်စီတစ်ခုလိုဂရစ်သဘောထားခဲ့သည်ဆိုရင်ဇနီးလို့သူဒီအမခံကြီးပရီမီယံကိုမိမိအားနှစ်နှစ်ခါခါနဲ့မြ мян ဆန်ဆန်ပေးသွင်းနေသည်ဟုဆိုရတော်မူဖြစ်လင်သားကိုပြုစုရမည်ဝတ္တရားအားလုံးကိုဂရစ်ကြည်ကြည်ပုံပုံထမ်းဆောင်သည်ပျော်ပုံသိအောင်စွမ်းဆောင်သည်ဝါနာပါသည်ဖြစ်စေမပါသည်ဖြစ်စေ လင့်လိုလိုက်လင့်ကြိုက်ဆောင်သည်တောင်တက်လင်းလဲတူတူငားများလင်းလဲတတွဲတွဲအိမ်နောက်တက်ပထမလေးနှစ်တွင် ကျမ်းမတန်ဆွမ်းသည့်သားနှစ်ယောက်မွေးပေးသည်တစ်ချက်ကလေးမှဂရစ်မကြီးအိမ်မွေးသားကြီးမှပင်ခြေချကြသည်ဘာလို့သူကဒီအိမ်ကြီးကိုမိမိအားပေးခဲ့မည်ဖြစ်၍အိမ်သစ်ဆောက်လင်းသို့မဟုတ်ဝယ်လင်းအိဗယ်မရှိဖြစ်မိကြောင်းဂရစ်ကထောက်ပြသည်ဖြင့်ဒီအိမ်ကြီးမှပင်နေခြင်းဖြစ်၏သူတို့အိမ်နောက်တက်နှစ်ကြာရင် Mrs. Ellen ကျမ်းမ၏ခြေနေမှာယုံရင်းလာသည် တတော်ဖွားကြီးကသူတို့လင်မယားကိုတီးမပေးရှင်ရှင်လန်းလန်းပင်နေပြသည်နောက်ဆုံးထွက်သက်ချူချင်းသည်ပျော့ပျော့နေသွား၏တိုနီမတိလိုက်ပဲတေတန်းစာတွေကိုမျိုးမျိုးပြုတ်ပြင်ရေးသွားသည်တတော်ခွေးမကလေးဘျူတီကိုဂရစ်အားပေးခဲ့သည်ကိုတော့မဖြစ်တိုနီတွေဒေါ်လာ5သိန်းထားခဲ့သည့်တေတန်းစာတစ်တဆောင်ကိုလည်းအတူပါကိစ္စပြီးမှတည်ကြရ၏နေ့စဉ်ရုံးလုပ်ငန်းတွေလည်းတားကြလျက်ရှိရှေ့တစဉ်တရာဖို့လုပ်ငန်းများတွင်ဘာမှအခက်အခဲမရှိနိုင်တော့အကြီးဆုံးဘန်ကြီးတစ်ခုတွင်ဒါရိုက်တာဖြစ်လာသည် ရမကွန်မြူနတီတစ်ခုတွင်ဘုတ်ဖွဲ့ဝင်လူကြီးဖြစ်ဆောင်ရွက်ရသည်။ရှင်းနေတယောက်ဒီဆင့်ရောက်သွားလျင်မှုတယ်ရှာစရာမလိုတော့။မှုတယ်ကသူ့စီရောက်လာလိမ့်မည်။တနေ့တွင်ထူးဆန်းသည့်မှုတယ်တယောက်သူ့ရုံးခန်းထဲဝင်လာသည်။ကြိုတင်ချိန်ဆထားခြင်းမရှိဘဲရောက်လာခြင်းဖြစ်၏။အေရမလူကြီးဖြစ်သပင်တွေ ဖြူနေပြီ။အပြေရုံးခန်းမှာအသွေးအမှုကိုမြေထိုးစကြီးတစ်ခုကတစ်ပင်ကလေးတစ်ပင်ကိုဖယ်လိုက်တယ်လို့အသာဖယ်ပြီးအတွင်းခန်းသို့ဝင်လာခြင်းဖြစ်။အလိုကြည့်စံအန်ကင်မိုက်ပါလား။ မတွေ့တာဘလောက်ကြာပြီလဲမိုက်ကလာဟန်နဲ့လက်ဆွဲနှုတ်ဆက်ရသည်မှာဘီလက်မြဖြောစက်တဲ့လက်ထက်လိုက်ရသည်လား1929ခုနှစ်ကနောက်ဆုံးနေကွာ23နှစ်ရှိခဲ့ပြီပေါ့အကေမိုက်ကတွက်ပြသည်ဟုတ်တာပေါ့အကေမိုက်စီမှာကျွန်တော်နေရသည်ဝင်လို့သေးတာပဲဟိုမောင်နှစ်ယောက်ကျွန်တော်ကိုဘောလုံးတော့တင်ပေးလိုက်သေးတယ်လीနေပါအောင်အန်ကေအယ်ဟော်ဒါနဲ့ဂျိုဂျိုဂျိုခရကိုဝစ်လေကုစတီကုမ္ပဏီတခုမှာဂျိုဆက်ရုံမှုလေကွာ အဲကတော့ရေတက်တဲ့ဝင်ပြီးစစ်တွင်းကကြသွားရှာတယ်။မင်းနဲ့ငါအဲ့ဒီတဲကမတွေ့ကြတာနော်။ဒါပေမဲ့မင်းကစားတာတော့ငါနှစ်ခါသုံးခါလောက်ကြည့်ပြသေးတယ်။မဆိုးပါဘူး။မင်းအဲ့ဒီတုန်းကကိုလေးချင်းနောက်ထပ်ပေါင်း20လောက်သာတိုးနိုင်ရင်မင်းကိုဘယ်သူမှအနာကယ်ရတော့မှာမဟုတ်ဘူး။အဲ့ဒီနွေရာသီအလုပ်တွေရေဘလုံးတင်ပေးဖို့ကိစ္စရေအန်ကယ်မိုက်စီစဉ်ပေးတာမဟုတ်လား။အဲ့ဒီကြောင့်ခဏခဏတွေးမိတယ်။ဘယ်ကလား။မင်းကဒီလောက်စိတ်ဝင်စားစရာဘာကြောင့်မှမရှိပါဘူးတိုးနေရဲ့။ ဒါနဲ့ကျွန်တော်ကစားလာကြည့်ရဆိုဂျိုးနဲ့အဲကမင်းတော်ကြောင်ပြောလို့လာကြည့်တာပါခွာမင်းကလည်းငါ့ကိုပြန်လည်မေးခွန်းတွေထောက်နေပြန်ပါပြီ sorry အန်ကမိုက်ဒါတဲ့တိုနီခဏတွေ့သွားသည်နေပေါင်းအန်ကမက်ကိုဒီမျိုးမှာကျွန်တော်မတွေ့ပါဘူးဒါပေမဲ့အန်ကသတင်းကတော့ကြားနေပါတယ်ကာလန်ဆက်လို့ရေလုပ်ငန်းဆိုင်ဖို့ကြီးတွေလည်းနေရာနဲ့ကျွန်တော်တွေ့နေသားပဲဘယ်တွေ့နေမလဲတိုနီမင်းကျဆားရဲ့နေရာနဲ့ငါကျဆားရဲ့နေရာကပြဒါဒလန်တန်လန်ဖြစ်နေတာကိုကွာ ငါ့အကူကအမြဲတမ်းမြေကြီးနဲ့နန်နေတော့မင်းတို့သွားနေကြကလပ်တွေစီသွားလို့မရဘူးလေကွာခုတော့မင်းရုံကနေရှင်နေပေကုန်ပြီငါကု ကိုပိုင်ရုံစောင့်အောင်တကူစောင့်နေတာငါချရာမှာအဲဒီကမြေကြီးတွေနိုင်ချင်းနေကွငါကော်မတီခွဲတစ်ခုဖွင့်အောင်လို့တုန်နေလုဆရာရှိတာတွေမင်းလှုပ်ပေးနိုင်မယ်ထင်လို့ကျွန်တော်ရှင်းနေဖြစ်ကြတဲ့ကဒီလောက်ကောင်းတဲ့လုံမျိုးတစ်ခါမှမလှုပ်ပေးဘူးသေးဘူးမိုက်ကလန်ရေးသည်အေးတိတ်လဲမစော်နေအောင်နော်ရော့ ီမှာလိုအပ်တဲ့စာရွက်စာတမ်းတွေထို့နောက်ပိုင်းတွင် Mike Callahan နှင့်ဆက်ဆံပုံများလာသည် Callahan ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုလုံး၏အကျိုးဆောင်လုပ်ငန်းတွေအားလုံး Murray Clayton B. Tenney Warden ဖွဲ့သို့ရောက်လာသည်ဤသို့ဖြင့်လုပ်ငန်းပိုင်းကလည်းအောင်မြင်တဲ့အောင်မြင်လျက် Tony Bo ကလည်းထုံနေသူစွာပုံမှန်လုပ်ငန်းများကိုညီငွေ့လိုလိုဖြစ်လာခြင်းတွင်နောက်ထပ်စိတ်ဝင်စားစရာတွေတက်ဝင်လာသည်ကတဲရီယုံတွေကိုဝင်ထွက်သွားလာသည့်အကျင့်တွေဖြောက်လိုက်သည်။သွားစရာလည်းတိတ်မလို့တော့။သို့တော်ဝါနာသည်တွေတိုးလာ၏ ဖီလာဒဲဖီးယားသည်ပြောင်းလဲလျက်ရှိသည်ပို၍ပို၍နေချင်းစပွဲဖြစ်လာ၏တိုက်ဟုတ်တိုက်ဟောင်းများ၏နေရာတွင်အဆောက်အုံတစ်တွေသည်ရိပ်ရိပ်အစားဝင်နေ၏တရားရေးဖွဲ့နှင့်ဥပဒေကြိုးဆောင်ဖွဲ့ကတရားရုံးများကိုစစ်ဆေးရေးဖွဲ့တစ်ဖွဲ့ဖွဲ့သည်တိုနီကိုဥက္ကဋ္ဌတင်ကြ၏ကောင်တကြီးများတင်ကဖီလာဒဲဖီးယားတွတ်တဲရေးအတွက်စီမံချက်တွေရေးပေးဖို့တိုနီကိုမြစ်တာရဲခံသည်တိုနီကအားသက်သည်ကိုကူညီသည်စသည့်လူမှုရေးလုပ်ငန်းများတွင် တိုနီတဖြည်းဖြည်းစိတ်ဝင်လျက်ရှိလူဝစ်တိုနဲ့တင်းနေမကြမကြဆုံးဖြစ်သည် လူအတရာမြို့နယ်ကောင်စီဝင်ဖြစ်နေပြီလူမှုရေးကိစ္စများကိုဆောင်ရွက်ရရင်မြို့နယ်ကောင်စီဘက်မှအကူအညီလိုအပ်လာရင်သူစီပြေးရသည်လူအထံမှအများကြီးကူညီရသည်ခုချိန်တွင်လူအဒီဖီလာဒဲဖီးယားနိုင်ငံ၏လောကကိုခစောင်းတင်နေပြီဖြစ်တိုနီအားကိုရသည့်ငယ်တငယ်ချင်းတယောက်ဖြစ်လာသည်တော်တော်လူအစ်ဤအကြောင်းကိုတိုနီကနော့ကျင်နေအောင်သိသည်အလွန်လက်တွေ့ကြသည့်နိုင်ငံ၏သမားပီပီတနေ့မိမိကိုပြန်သုံးချလိမ့်မည်ဟုတိုနီတွေ့ပြီးသားသင်သည့်အတိုင်းဖြစ်လာသည်တိုနီမအံ့ဩတော့ ထိုနေ့တွေ့ဆောင်ရမည့်လူစင်းကိုကြည့်လိုက်ဒိုနေဒီနနဲ့17နာရီရောက်လာတော့သူတယောက်တည်းမဟုတ်ပဲမိုက်ကာလဟန်ပါလာ၏ဟင်တခုခုတော့တခုခုပဲမင်းနဲ့နိုင်ငံများထိုင်ပြီးအလာပါတက်လာပါပြောရင်လူးဝစ်ကစကားစသည်စိတ်တော်ပြတ်မသွားတဲ့တကယ်ချင်းမင်းစီကအကူကြီးတောင်းစရာလေးတခုရှိလို့ကွာဟိုးကူညီရမှာပေါ့ကွာကဲဆိုစမ်းကိုပါလုပ်ပေးရမယ်လူးဝစ်ပြောသည်အီတလီယန်ရှေးအောင်ပကြီကားများထဲမှာကောင်းငင်တမန်တူဦးပြောမျိုးမင်းသိတဲ့အတိုင်းပေါ့ကွာ နိုင်ငံရေးနယ်ပယ်တွေကငါလုံးလုံးရောက်နေပြီတုန်နီလောက်ဖို့ကံမဲ့တွေကငါ့ကိုဝိုင်းတိုက်တွန်းနေကြတယ်ကွချစ်မဆက်သေးပဲခဏ၈၉ရှစ်ကန်းလုံးနေပြီးမှငါ့ကိုမျိုးတော်ဝင်အရွေးခံခိုင်းနေတယ်ကွ။ဩဟုတ်လားမိုက်ကတိကျစောင်းနေဝင်မေးသည်မင်းဘလို့ထင်လဲတုန်နီလူ့ဘလို့ထင်လဲဆိုတာကျွန်တော်ကြားကျင်နေတဲ့အံကမိုက်ပေါင်းသေးသေးဝိုင်းပြောလို့ဆိုတော့ဖယ်ထားပါလိလူ့ဖြစ်သည်မင်းကတော့တကယ်ကိုလက်တွေ့သမားပေးတာပါတယ်တုန်နီကဲ ငါမင်းကိုအရင်တိုင်းပြောပြမယ်ငါကနိုင်ငံရေးလုပ်နေတယ်ဒီတော့ရှေ့တစင်ပြီးတစင်တက်ချင်တယ်ဟိုခေတ်ကအတိုင်းဆိုရင်တော့ရှေ့သူဟောင်းတွေလုတ်လို့ငွေရှာမဲဆွဲမဲဝဲလူကြီးညောင်အောင်လို့ဒီခေတ်မှာဒါရင်မရတော့ဘူးကွအဲ့ဒါကြီးလုတ်ဖို့ဟန်ပြင်လိုက်တာနဲ့ဝိုင်းဟားခံရမှာပဲမိသွေးနဲ့အချိန်ကစားကုန်ဖြန့်ဝေလိုက်ရင်လည်းဘာမှအရာထင်မှာမဟုတ်ဘူးအလုပ်လက်မဲ့ရော်ကြီးတွေပြန်လည်နေရာချထားရေးတွေလုပ်နေတော့အဲ့ဒီပဲလေဝင်ပေါ့မရှိဘူးဒီတော့ဘာမှဦးနောက်ချောက်မခံပဲဘာမဲမှမစွဲဘူး ဒီတိုင်းဝင်ရွေးခံမယ်။တန်ရှင်းနဲ့မဲပဲယူမယ်။ဒါမှလည်းတန်ရှင်းနဲ့ဆိုးရဖြစ်လာပါပေါ့။ဒါအတူနဲ့တည့်ရဝါသာပဲ။မင်းဘယ်လိုထင်လဲတူနီ။အန်ကမိုက်ဝင်မေးပြန်သည်။မင်းမြင်ကိုပြောင်းပြောင်းပြောကွာ။ငါအနေနဲ့နိုင်ချေရှိမရှိဟုဒိုနတီထပ်ပြောသည်။ကောင်းပြီ။ငါပြောမယ်။မင်းက Republican နော်။ဒီမြန်မာ Republican တွေကအမိုက်ပုံးထဲမှာအကြီးပဲ။ Democratic တွေကြတော့ရုံးငန်းတွေကဘဲမှမထွက်ကြဘူး။ကျွတ်ကျော်တန်ကြတော့တန်နဲ့ထွက်ကြတယ်။ ပြုတ်ပြင်းပြောင်းလဲရေးတဲ့လူဝိကစကားဖြတ်ပြောသည်နေဟုတ်ကတုန်နီအဲ့ဒါကလွန်ခဲ့တဲ့လင်းနှစ်ကကြွေးကြော်တယ်ဒီနေ့မြို့တော်ခမ်းမတွဲမှာအဲ့ဒီစကလုံးကိုလူတွေနားအိမ်နေကြပြီငါဒီမိုကရက်တင်နဲ့ပါပြတ်နာမှမရှိပါဘူးနှစ်ပါတီစနစ်ကိုငါထောက်ခံတယ်လေမဟုတ်သေးဘူးလူဝိဒီလောက်နေတော့မင်းမြို့တော်ဝင်မဖြစ်တင်သေးဘူးဖီလာဒဲဖီးယားတောင်ပိုင်းကမင်းကိုဘသူမှမသိကြဘူးလူဝိဒါကိုငါစဉ်းစားပြီးသားပါတကယ်ချင်းဒါကြောင့်ပထမအဆင့်နေနဲ့ငါခံဝိဇာဇဝိတရားသူကြီးရွေးခံမယ် ။ Now လေးနှစ်ကြာမှမြို့တော်ဝင်ဆင်ကိုလှမ်းမယ်။ဒီလိုကွာတော်နေ။တို့သိကျင်တာကလူဝခရင်တရားသူကြီးဝင်ရွေးခံရင်မင်းငါတို့ဘက်ကရက်တီပေးမလားဆိုတာပဲ။မင်းတိုင်ဝမ်ရဲ့မဲကိုတို့မျောလင့်တယ်လေ။အိုးဒီအတွက်စိတ်ချပါအင်ကေမိုင်။ဒါပေမဲ့ကျွန်တော်တို့ဖြစ်မယ်မတင်ဘူး။ဟာမင်းကလည်းဖြစ်ပါတယ်ကွာ။မင်းတို့မပြောရသေးတဲ့ချက်ကလေးတွေရှိသေးရဲ့တော်နေ။တို့မှာဝက်ဖဲကလေးရှိရဲ့။လူဝိကအားသက်တရောပြောနေ။ ငါတော့မထင်ပါဘူးကွာကဲပါများလေမင်းကြားရင်သဘောခွေတော့မှာပါဒီမဲ့တွန်နီပထမဆက်နေနဲ့ခရင်ရာဆွေတရားသူကြီးဖြစ်မင်းရွေးခံပြီးတော့မြို့တော်ဝင်လည်းပထမမင်းပဲရွေးခံတွန်နီကကလထိုင်မောက်ဝငနဲ့ထရလိုက်သည်ပြီးတော့ဒေါသကြီးအော်ပြောလိုက်ဘာတောက်သိပ်ပဲလေကွာမင်းကတော့တက်တထောင်ဖမ်းမလို့လားမင်းကတော့ထောင်ဖမ်းတာမဟုတ်ဘူးမင်းကလိုလိုထောင်ချောက်ထဲရောက်လာတာလူရဲ့တန်ခါညင်သားနေ မင်းကမင်းပြစ်စည်းမဲ့လူရန်စားရှိနေကြီးဆိုပြီးပရိသတ်ကျိုးဆောင်လုပ်ငန်းတွေတရားဝန်တကာလိုက်လုပ်နေကြတဲ့ကမင်းဟာမြို့တော်ဝင်ယာရုကိုမဲဆွဲနေတာနဲ့အတူတူပဲကွမင်းကဘာနဲ့တူလဲဆိုရင်ပင်လယ်ကမ်းကြီးဆင်းပြီးရေဆက်ရောက်မှရေကြောက်တူလုံနေတဲ့မိကလေးနဲ့တူတယ်ရေထဲကိုဒိုင်မင်ထိုးဆင်းလိုက်ပါတော့ကွာငါရေကောက်ပွဲဝင်နိုင်မယ်လို့မင်းတို့ဘာကြောင့်ထင်နေကြတာလဲအော်ဒုက္ခပါပဲအန်ကင်မိုက်ဒီမောက်ကျွန်တော်နိုင်ငံရေးတနင်္ဂနွေအရင်ပေးဖို့လိုမယ်ထင်တယ် မင်းမှလူတွေကိုဆွဲဆောင်နေစမ်းရှိတယ်။ပြီးတော့မင်းကျေးဇူးပြုထားတဲ့လူတွေကမင်းကိုဘယ်တော့မှမကူညီဘဲနေမှာမဟုတ်ဘူး။မင်းရဲ့ pride လုပ်ငန်းအတွက်ရမယ့်မဲကတထောင်ခွဲလောက်ရှိမယ်။ကျောင်းတော်ကဘောလုံးသင်းအချိန်နဲ့ Chester Green မှုနိုင်တဲ့အတွက်လည်းတထောင်ခွဲတင်မနေရမှာပဲ။ဒါတွေကတန်ရှင်းလက်လက်တဲ့မဲတွေကြီးပဲ။ Harry Angle Mike ကသူ့အချိန်ဝါသုံးလိုက်ရင် နောက်မဲတထောင်လောက်အေးအေးလေးရအောင်မယ်။ကိုကမင်းတွေ့မင်းကတော့အာမခံတယ်ကွာ။မင်းတိုင်ဝန်ကမင်းကတော့ငွေလိုလောက်ရမှာသိကြတယ်မဟုတ်လား။ ပေါင်းလိုက်ရင်မဲစုစုပေါင်း4500ရမယ်ဒီနှစ်မဲတက်နိုင်ခွင့်ရှိရလူကြီးဟာ9300ပဲရှိရလေဒါတဲ့တေးကြတာဘာရှိအောင်မလဲနောက်လေးနှစ်ကြာမှမြို့တော်ဝင်နေရဟာမင်းတွေဖြစ်ပြီပေါ့မဆိုင်ရဝါကမန်လူဝစ်တေးကြီးလျှောက်ပြောနေတိုနီကရုံးကန်းတွေလူလာခောက်ပြန်လျှောက်နေစဉ်ဧည့်သည်နှစ်ယောက်ကသူ့ကိုစောင့်ကြည့်နေနောက်ဆုံးမှမှတ်ချက်ချသည်တော်တော်ရေးစရာကောင်းတဲ့တင်တယ်ကပြောပါပဲရေးစရာမဟုတ်ဘူးတကယ်ချင်း ဒီမိုကရက်တီဒီမျိုးမှာကြီးစိုးနေအောင်ငါဖြိုနိုင်မဲ့ကောင်မဟုတ်ဘူး။မင်းကမှဖြိုနိုင်မှာ။မင်းကိုခိုင်တရားသူကြီးဖြစ်ဖို့ငါအပြက်လုံးမယ်။ငါကိုရန်နဲ့မြို့နယ်ကောင်စီမှာရှိနေမှာမဟုတ်လား။မင်းမြို့တော်ဝင်ဖြစ်သွားရင်ငါခိုင်ရာဇွတ်တရားသူကြီးပေါ့။အဲ့ဒီမှာဘာဖြစ်လာမလဲသိလား။မင်းကအတော်ဆုံးမြို့တော်ဝင်ဖြစ်လာမယ်။ဒါပေမဲ့မင်းရဲ့တက်တီနဲ့ပြတ်သားမှုကိုဝိုင်းမုံးကြလိမ့်မယ်။ဒီတော့မင်းနောက်၄နှစ်စတိုင်အရွေးခံရမှာမလဲတော့ဘူး။အဲ့ဒီခါမှာလူးဝစ်ဆိုတဲ့ငတိကဝင်ပြီးနေရာယူလိုက်ရုံပဲ။အင်း မင်းဟာမင်းတော့ဟုတ်နေတာဗောလေမင်းလူလူတွေကိုစင်းရမယ်မင်းကိုတို့ဟာတော့ရာကလကလေးတကူမှအသိဝင်ခိုင်းနေတာမဟုတ်ဘူးအရာမမျိုးကြီးတမျိုးကိုခစောင်းတင်ခိုင်းနေတာမင်းပြောတယ်မျိုးမှာငါမနေတာခက်တယ်ငါဟာဘာဖို့မှာ နေတယ်ဆိုတာလည်းမမေ့နိုင်အောင်လေကွာမင်းဘာမှနေတယ်ဆိုတာတို့သိပါတယ်အကြောင်းမဟုတ်ပါဘူးမင်းအချိန်မီဒီကိုပြောင်းလာလို့ရတာပဲဟာဘာဖို့ကမင်းရဲ့တရားဝင်နေရာလည်းမဟုတ်ဘူးတိုနီမင်းအမေနဲ့ မင်းတူတူနေတဲ့မျိုးတွေကအိမ်ဟာမင်းရဲ့တရားဝင်နေရပါကွာဒီတော့မင်းရဲ့မဲဆန္ဒနဲ့ဟာမျိုးပေါ်မှာပဲဖြစ်ရမယ်ထိတ်တန့်ရှင်နေကြီးကိုငါဥပဒေရပ်ပြနေရအောင်ပါလား Grace ကိုမျိုးတွေပြောင်းဖို့ဘတော်မှာစီးရုံးလို့ရမှာမဟုတ်ဘူးမင်းတို့ပြောတာတွေကိုငါလက်ခံရင်ငါဘက်ကဘာရီတီစွန့်လာမယ်ဆိုတော့မင်းတို့တွေတိတ်ကြရလားထောင်မြင်တော့ယာစွန့်ရမှာပေါ့တကယ်ချင်းအဲ့တဲ့နှစ်ယောက်ကိုတိုနီစိုက်ကြည့်နေသည်စဉ်းစားစရာတွေကအများကြီးကွာငါ Grace နဲ့တိုင်ပင်ရမယ်လေ င်းတို့ငါ့ကိုအချိန်ဘယ်လောက်ပေးနိုင်ပါလဲလူးစ်ကခတ်တတဝင်ပြောသည်မနေ့ပြန်မနေ့ထိဟာလောလာကြီးလားကွာလူးစ်ဆက်ရှင်သည်ဒီမဲနားထောင်တူနီမင်းရဲ့မသိစိတ်ကဒီကိစ္စကိုစောကြီးကလေးကလက်ခံပေးသားပါကွာတခုပဲရှိရဲ့တစင်တစင်တက်ရမယ့်နေရာမှာဘယ်တလန်းကတက်မလဲဆိုတာမင်းမစွန့်ပြတ်ရသေးတာတခုပဲရှိရဲ့ကောင်းပြီလေမင်းမိမနဲ့တိုင်ပင်ပေါ့မင်းလည်းစောစောအန်ကန်မိုက်စီကိုကြောင်းပြန်ကွာအဲ့ဒါနေအောင်အေးဆေးစွာထပ်ပြန်သွားကြည် လက်ဆွဲနှုတ်ဆက်ခြင်းမပြုကြ။ညစာပိုင်းတွင်ထိုင်ရင်တစ်ဖက်မှာ grace ကိုဘလို့စကားဆာမှန်မတိဖြစ်နေ၏အကွက်ချောင်းနေရ၏ဒီလိုကိစ္စမျိုးကိုဆွေးနွေးဖို့ဆိုဒီမှာအချိန်ကိုက်ဖို့လိုသည်ဒီနေ့မောင်စေရတဲ့နေရာရောက်လာတယ်မိုက်ကလာဟန်နဲ့လူဝစ်တို့နဲ့တီးလေလူဝစ်ကိုမင်းမှတ်မိပါရဲ့နော် ဂရစ်ကပခုံးတွန်ပြီးမှတ်မိပါရဲ့အတော်စိတ်ကုန်စရာကောင်းတယ်လို့အနိကက်ပေါင်းကျင်တော့တိတ်မဆိုးပါဘူးမောင်ကလူထုလူစန်းတွေတော်တော်များများနဲ့တွဲလုံနေတယ်နော်ဂရစ်အထင်တော်မောင်လို့နေတဲ့လူမှုရေးလွတ်တွေဟာလူရတဲ့ပုံနေတယ်ထင်တယ်လူတယောက်ဟာဘလောက်တိုင်းတာတီလို့ရမယ်ဆိုတာတတ်မှတ်ချက်မှမရှိရပဲဂရစ်ရဲ့ဂရစ်ပြောနေဩမောင်မောင်စိတ်ထဲဘာတွေပွေမချဖြစ်နေရလဲပြောစမ်းပါဦးကလန်နဲ့ဒိုနက်တီတို့ကဘာတွေလုတ်ခိုင်းလို့လဲတော်နေတပြင်းချိုက် သူတို့ကမောင်းကိုခံရဆွတ်တရားသူကြီးဝင်ယူစေခြင်းနဲ့နောက်လေးနေ့မှာမြို့တော်ဝင်ဆက်လို့ရမယ်တဲ့ဂရစ်နှကမ်းပေါ်မှာပြုံးကလေးတက်သွားသည်အိုးအတိတ်ပဲမရှိ မောင်လေးသူတို့ကိုဒီလိုပဲပြောခဲ့ပါရယ်ကွယ်ပြောလို့မရတာနဲ့မိမနဲ့တိုင်ပင်ပြရစေအောင်ဆိုပြီးတောင်းပန်ခဲ့ရတယ်နေ့ပြန်ဖြည့်ပေးရမယ်တဲ့ပြုံးရည်ကလေးလုံးဝပျောက်ကွယ်သွားပြီအိုးအတိတ်ပဲမရှိတဲ့ကိစ္စကိုဘာအဆုံးဖြတ်ဖို့လိုလဲမဖြစ်နိုင်ပဲမောင်လေးသိရတာနဲ့မဖြစ်နိုင်ဘူးတော့မဟုတ်ဘူး grace ရွေးကောက်ပွဲဝင်မောင်းဘက်ကနိုင်ငံရှိတဲ့အကြောင်းသူတို့အမျိုးမျိုးတွက်ပြသွားကြတယ်။သူတို့ဘာဖြစ်လို့မောင်းကိုတွန်းတင်နေတဲ့အကြောင်းမောင်းပြောပြမယ်။တိုနီဇက်ဆွန်ခင်းပြလိုက်သည်။အဲ့ဒါပဲဂရိစ်ဒေးဗျာမရှိဘူးလို့လည်းပြောလို့မရဘူး။မဖြစ်နိုင်ဘူးလို့လည်းမဆိုနိုင်ဘူးမဟုတ်လား။ဂရိစ်ကငင်ငင်ကလေးနားထောင်နေထမင်းစားစပွဲကိုလက်သေးကလေးနဲ့ခက်ပြေးပြေးခောက်လျက်ဂရိစ်အမြင်ကိုပြောမယ်နော်။မောင်းရွေးကောက်ပွဲနိုင်တာမနိုင်တာနဲ့လုံးဝမဆိုင်ဘူး။မဟာလူကြိုက်များမဲ့မဲဆန္ဒရှင် ဖြစ်လာမယ်ဆိုတာလေဂရစ်ယုံပါတယ် မဖြစ်နိုင်ဘူးလို့ပြောတာကတခြားကြောင့်မဟုတ်ဘူးအဲ့ဒီလူဟာမောင်နဲ့ Grace တို့ရဲ့ဘဝနဲ့မဆိုင်လို့လေအင်းဒီမှာအလုံးအခြေကျနေပြီနော်ဒါဘောမောင်ရဲ့ဒီမှာဘာလို့သေးလို့လဲဘယ်လောက်အေးချမ်းနေဘဝလဲဒီဘဝကိုစော်ပြီးနိုင်ငံကြီးလုပ်မယ်ဆိုတာမစင်စသင့်တဲ့ကိစ္စမှာမောင်ရဲ့မောင်နှမေကိုနေရာတကာလိုက်ကက်ရာဇမှုတွေစုစုကူတွေကိုတွန်းဝင် ပြီးတော့လမ်းဆောင်လမ်းကားမှာရက်ပြီး Grace ကမောင်တွေ့မယ်ဆိုတဲ့တရားဟောခက်လွန်လင်းလင်းကလေးရေးပြီးစပွဲမှာ Grace ထသွားသည် သားတွေအိတ်ပြလာမသိဘူးတက်ကြည့်လိုက်အောင်မယ်နော်လင်အောင်ကြားလို့သူကတစ်ချက်ပြုံးပြပြီးခန်းထဲမှာထွက်သွားသည်ဒေးတွယ်ဖြောင်းစင်းဒီကိုနေဟံမှာကြော်ရှင်းတင့်တယ်နေစေအင်ကိုပြင်မတပားနဲ့စီမံအုပ်ချုပ်ရေးကိုကိုယုံကြည်မှုပြည့်ရှိသည့်ဇနီးတဲ့တော်ဒီတပြင်းချပြီးထိုင်ရမှထားသည်အကန်းစီသူရှောက်ခဲ့သည်အလုံးအမတန်ချမ်းမြေ့သည့်ဘဝကမှန်ပါ၏အားလုံးလှလပပတည်တည်တတ်တတ်အပြင်လောကကြီးနောက်ရှက်ပေးတဲ့ဆိုရင်စင်းငယ်များမကြရား ဖြစ်စရာကောင်းလာသည့်ဇနီးနှင့်ကျန်းကျန်းမာမာရှိသည့်တားနှယောက်၏နာဂတ်မှာလည်းဖြောင်ပြူတာရလျက်။ယာဝင်ပုံမြင်နေဖက်ပြနေသည့်ထောက်တိမြမကြနိုင်။တိုနီပေါ်ရက်တို့တက်လိုက်သွား၏။ကလေးတွေအိပ်ပျော်နေပြီ။ဂရစ်ကမတွေ့။ယောဘဲရောက်နေပါလေ။ဂရစ်စီအဝလဲကန်မေးလင်းနေသည်ကိုလှမ်းမြင်လိုက်သည်။ရှောက်သွားပြီးတကားကိုသားခောက်လိုက်။ဝင်ခဲ့လေ။အခန်းမကိုကြောပီးပြီးမှန်တေကုန်နေထိုင်နေ။ညင်ဝေယုံဖဖကြီးဝင်လျက်တိုနီဝင်လာတဲ့ကြားတော်လှည့်ကြည့်သည် မောင်သူကြကြဂရိစီအတန်းမှာ၆တွေ့နေမောင်စီကိုခုပဲလာတော့လို့ပါမောင်ဟုတ်လားစောစောကပြောခဲ့တာကိုပြန်စဉ်းစားနေတာဂရိစ်ပြောတာတွေတစ်ဖက်သက်နိုင်လို့နေတော့ဂရိစ်တဘောပါပါမိမောင်ရင်စောစောကကိုလိုရည်ကြီးဆွဲပြောသွားမိတယ်နော်အင်းမောင်နားလေပါရဲ့လေတနေ့ကစပင်ကိုတာပုတ်ပေးနေပြီးတော့မှရွှေလတိုင်ကိုရွရွကလေးပုတ်ပေးနေနီဂရိစ်တော်ရင်ဖြစ်နေတီကိုတော်နေတရီထားမိ မဟာဒေးတဲ့မြင်မာတဲ့အဆင်ကိုရောက်တင်ပါတယ်။ခရစ်ရုတ်တရက်ထလိုက်သည်။တိုနီနေမျက်နှာချင်းဆိုင်ထိုင်လိုက်။ဒီမဲ့မောင်အတန်ကခတ်မှာမာနိုင်ငံရေးနဲ့ဂရစ်နဲ့လုံးဝမပတ်သက်ဘူးဆိုတာသိရနော်။မောင်ဒီလန်းကိုရွေးမယ်ဆိုရင်လန်းခွဲကြရမယ်သဘောပဲ။ဂရစ်ကသားရည်နဲ့ဒီအိမ်ကိုမခွဲနိုင်ဘူး။ဒီတော့မောင်ကကိုလန်းကိုသွားပါ။ဒါပေမဲ့ဂရစ်အဲ့လိုဖြစ်မခံနိုင်ဘူးမောင်။မောင်ကိုဂရစ်နာမှာပဲရှိစေချင်တယ်။ဘာဖြစ်လို့လဲသိလား။ မောင်သိပ်မသိဘူး Grace ခဏလေးအချိန်ယူပြီးစဉ်းစားလေတိုနီက Grace ရဲ့ပခုံးသားတွေကိုစုပ်နေပြီးနေခုလိုချိန်တွင်ရင်ထဲနှွေးမလာစေခြင်းပါအသက်ရှင်မြန်မလာစေခြင်းပါတော်တော်ဖြစ်စေခြင်းတို့ဖြစ်မလာပဲရှိနေဇနင်းတဲ့ကိုရင်ခွန်ထဲသို့ဆဲယူလိုက်သည် Grace သည်အေးအေးဆဲဆဲပြင်မှတပါမဟုတ်တော့တောက်ပတ်ရှင်းလည်နေသည့်မျက်လုံးများဖြင့်တိုနီကိုမော့ကြည့်နေသည်မိန်းကလေးမေးနေသည့်မျက်လုံးများဒီည Grace ဘလို့ဖြစ်တယ်လဲမသိဘူးမောင် ထိပ်ပဲမရှိလို့မဆိုရဘူးနော်။ပေါင်းလာတာခုနှစ်နှစ်ကြာမှဒီစကားပြောရမှတမျိုးကြီးပဲ။မောင်ဂရစ်ချစ်တယ်ကွယ်။တိုနီဘာမှပြန်မပြော။ဒါဆိုအချိန်နဲ့မျိုးဖြစ်သွားပြီပေါ့နော်မောင်။ဂရစ်ကိုခွဲမသွားတော့ဘူးပေါ့ဟုတ်လား။အတန်ငုံပြီးနန်းသည် အလိုထူးဆန်းလာကြည်လား။နှကန်းတွေပူနွေးလိုပါလား။ပြီးတော့မမတိတ်တိတ်ပြန်နန်းနေပါကလား။ဒါပေါ့ဒါပေါ့အချိန်နဲ့တမျိုးဖြစ်သွားတော့ပါပြီ။မောင်ပေါ်ပြီးဆုံးဖြတ်ရခက်သွားပြီပေါ့။ အောက်ထပ်ဆင်းပြီးမောင်ခနစဉ်းစားခင်းဝင်လာအောင်မယ်နော်အောက်ထပ်သူဒလန်းချင်းဆင်းလာ၏တိတ်ခေါင်နောက်နေသူကောက်ဟုတဒိုင်းနန်ဒူနစ်ထုလိုခံစားရ၏စာကြည့်ကန်းစီသူလျှောက်လာခဲ့၏စပွဲတွင်သာထိုင်ချလိုက်သည်ဝူးယီမှုဝေးဖြစ်လာသည တွေးမြင်တွေးဆများသည့်ရွက်ကြွေတွေ လေလင့်လိုရောက်ရက်ခတ်နေကြ၏အာယုံကမနေ့ကြီးပြန်လဲစူးစီးနေရသည်နာမည်ကတိုနီဂျက်ဆင်လော်ရင်စ်အသက်42နှစ်ဘဝတွင်ရေးကြီးသည့်ဆုံးဖြတ်ချက်ပေါင်းများစွာချခဲ့ပူ၏သို့တော်ဒီမြရေးကြီးသည့်ရေးခင်မျိုးတကားမှမကြုံခဲ့ဘူးကဲရှင်းနေတယောက်ဖြစ်နေ၍လော်ဂျီမဆုံးဖြတ်နိုင်ခြင်းဖြစ်သည်ဥရနေညီမညီပြန်ကြည့်ရမည်ဖြတ်ထုံးတွေကို ပြန်လှန်ရမည်69နှစ်စာသောဖြတ်ထုံးများကိုလေ့လာရမည်ဒီဖြတ်ထုံးများပေါ်တွင်ဘဝကိုတည်ဆောက်ခဲ့သည်မဟုတ်လား ။စပွဲတောက်ဖွင့်ပြီးအန်ဆွဲထဲမှာဓာတ်ပုံတစ်ပုံကိုထုတ်ယူလိုက်သည်။ငွေပေါင်းကွတ်ထားသည့်ဓာတ်ပုံဒီဖြတ်ထုံးတွေကိုချပေးခဲ့သည့်မျိုးသမီးသုံးဦး။အော်ဇာကောင်းတလောက်အာမန်ပြည့်ရှိနေသည့်မျက်လုံးများဖဘွားကြီးနဲ့ဖဘွားလေးတို့နှစ်ယောက်ကကလထိုင်နောက်တွင်မတ်တက်ရက်လျက်မိမိကကလေးတယောက်ကိုပေါင်ပေါ်တွင်တင်၍ကလထိုင်တွင်ထိုင်လျက်မိမသားသုံးဦးတို့သည်ကလေးငယ်ကိုငုံကြည့်နေကြ၏။ကလေးငယ်ကမျိုးသမီးသုံးဦးတို့ကိုပြုကျဲသည့်မျက်လုံးများဖြင့်မော့ကြည့်နေသည်။ကျွန်တော်ဘာလုပ်ပေးရမှလဲဟင်ဟုမေးနေသည်လား။ ကလေးအမည်မှာတိုနီဂျက်ဆင်လော်ရန့်စ်ဓာတ်ပုံကိုတည်တည်ကြာစိုက်ကြည့်နေမိသည်သွေးစကားပြောသူကိုတိတိတတ်တတ်ခံစားကြအောင်လေရှိရသူကြီးစီရင်ချက်ကိုဖတ်ရသည်နှင့်မချရှိတက်တည်ထွက်ချက်ကိုပြန်လဲဖတ်ရှုဖို့အခွင့်မရှိတော့ဒီမျိုးသမီးသုံးဦးတက်တည်ထွက်ချက်ကိုပြန်လဲဖတ်ခွင့်ရလျင်ဘလောက်ကောင်းမည်နည်းဟုတွေးမိမိမိလက်ရှိချက်တဲများကိုများစွာထောက်ကူရမည်ဟုယုံကြည်နေသည်သို့တော့ကိုဘွားထက်ဆိုချက်ကိုတော့ကိုယ်တိုင်ပြန်ဖတ်ရမည်ရတကြီးဆုံးဖြတ်ဖို့အချိန်တရာစင်တက်မနေအရေးကြုံမှုပြီ အဲ့ဒီတော့ကဘယ်ပုံပဲနည်းဆုံးဖြတ်ခဲ့တယ်လေဒီဓာတ်ပုံတွေကမိမသားသုံးလို့ညှော်လင့်ချက်ရည်မှန်းချက်တို့ကိုခြေပြုတ်ပြီးဆုံးဖြတ်ခဲ့သည်ကြီးဖြစ်ထို့ကြောင့်မမေနဲ့အဖွားနှစ်ယောက်ကို ပြန်လဲနားလည်အောင်ပြန်လေ့လာရမည်ပြီးတော့ကိုယ့်ကိုယ်လည်းပြန်ဆန်းစစ်ရမည်တဖန်ဖြတ်ထုတ်ဟောင်းများကိုလည်းပြန်လဲဒုဖော်လေ့လာရမည်အသိဉာဏ်ဖိုင်တွေကိုဂူတဆိုင်ပြန်လည်သည်တတိတန်းကြီးပါကလားလော်လက်ကလေးဆုံးဖြတ်နိုင်တဲ့ကိစ္စမျိုးခဲရခဲစစ်ကိစ္စမျိုးရင်နာစရာလွမ်းမောစရာတွေလည်းပါ ਈ ရှင်နှုတ်ဆရာရှင်မျိုးဆရာတွေလည်းပါ යි တိုးတော့ဆုံးဖြတ်ချက်တိုင်းတွေအရေးကြီးတည်ကြီးဖြစ်အားလုံးဘဝနဲ့ခြေပြီးရေးကြီးတည်ကြီးပြဿနာတွေကို မေကုံးပုံတန်ပြပြည့်စီရင်ချက်ချကြည့်လိုက်တယ်ဆက်ကြတဲ့ရွယ်ចောင်းသားကလေးတယောက်နေပြင်အမေကငဲ့ပြီးအပေါင်းသင်းများနဲ့လမ်းခွဲတင်သလားចောင်းစင်းမရင်ဆရာပြောခိုင်းတာကိုပြောမလားကို့အသည့်ဖြင့်ပြောတင်တာကိုပြောမလားကလေးတိတ်လိုချင်နေပြီးကလေးနာမည်တွေကိုတောင်ရွေးထားသည့်မိကလေးတယောက်ကိုအကျင့်မိကလေးကိုကိုကြီးမလိုချင်တာနဲ့လက်ထပ်ဖို့ရက်ရွှေမလား နေရှိမရတရားနှင့်ဖြစ်သည့်ပြဿနာတွင်ယမက်ဆန္ဒနောက်ကိုလိုက်မလားစဉ္ညင်တုံတရားနှင့်ကိုယ့်ကိုထိမ့်သိမ့်မည်လားပုဂ္ဂိုလ်ရေးရာဘာမှမပတ်သက်သည့်ဘုချိုးတရားတွေသူ့လောကီကံရင်ကိုလေးစားရနှင့်သက်ဆန်ဆံပြဝင်စွန့်စားသင့်လားစကားတစ်ခုမှယုံများနှင့်ဘွားတစ်ခုလုံးပျက်စီးတော်မူရေးကိုမမှုပဲမိမိရှေးရေးတစ်ခုတည်းကြည်ပြီးတခြားရှင်နေစီကအမှုတဲ့တရားကိုလွတ်ယူသင့်လားဒီမှုမနိုင်လျင်မိမိဘွားတစ်ခုလုံးပျော်လဲမိအခြေအနေကိုသိလျက်နှင့် ချက်စတာဂွန်နီလိုယသမားတယောက်ကိုကဲတင်တဲ့လားချက်စတာဂွန်နီကိုကာကွယ်ဖို့အတွက်မိမိနဲ့သဟဇာတာဖြစ်နေသည့်တိုင်ဝမ်တစ်ခုကိုဆက်ချက်တင်မိလားဒီပြဿနာအားလုံးကို နောက်ဆုံးချက်မှလွဲပြီးကိုယ်တိုင်ဆုံးဖြတ်လုဆောင်ခဲ့သည့်ကြီးဖြစ်နောက်ဆုံးပြဿနာရင်အသာဘေးထွက်ထိုင်နေလိုက်ဆုံးဖြတ်ချက်ကိုကိုယ်တိုင်မပေးဘဲနေယခုညဒီပြဿနာမျိုးဖြစ်ကြုံရပြန်ပြီပေါ်တရာအဖြစ်နည်းငယ်များသာကိုယ်စူးစမ်းအထောက်အမှုများအတွက်အောင်မြင်မှုတိပွတ်တွေဝစ်စားနေသည့်လူတယောက်နေဖြင့် ဘဝဥတည်ချက်နောက်ထပ်ပြောင်းဖို့လိုမြင်လားမိမိလိုလားသောအရာကိုရနေပြီဖြစ်ကြောင်းယခုမှသိရပြီပုံမဆုံးဖြတ်ရခက်နေခြင်းဖြစ်ဇနီးလို့သူကမိမိကိုချစ်နေပြီတဲ့ခဏနဲ့ပေါင်းပြီးမှကြားရသည့်မင်္ဂလာသတင်းသို့သောမိုက်ကာလာဟန်၏လူဝစ်တိုနဲ့တီတို့၏စီစဉ်တိုင်းလှုပ်ဆောင်မည်ဆိုရင်ဘဝသည်တမျိုးတစ်ပုံဖြစ်ကုန်လိမ့်မည်လားပြဒနာကိုတည်းဝင်ဝင်နိုင်ပြီးကြည်လင်တော့သူ့ရဲ့ပြောင်းလဲစရာအကြောင်းမရှိတသက်လုံးနေခဲ့သည့်ဘဝမျိုးမဟုတ်လားစွန်စားမီရုန်းကန်လှုပ်ရှားမီ ။ကြိုးစားမှုတွေဆုလက်တွေရမည်။တပြိုင်နက်တည်းတွင် Pride တလုပ်ငန်းတွေကိုလုပ်မည်။ထူးရင်မဆန်းသည့်ကိစ္စပါကလား။အလွန်ယုတ်တိပေတာကြသည့်ရှေ့သို့တလန်းချင်းတိုးခြင်းပဲမဟုတ်လား။ချက်ချင်းသဘောပေါက်လိုက်သည်။မြေသည့်ဆုံးဖြတ်ချက်ကိုများပေးရမလို့။အောင်ချင်းဖွဲ့၏ဆောင်စားနေသည့်စိတ်ပိုင်းကလေးများကိုအချိန်တန်လို့ပေါင်းစည်းမိခြင်းမျိုးသာဖြစ်။ဆုံးဖြတ်ပြီးသားအဖြစ်တစ်ခုသည်အရန်တင့်စောင့်လျက်ရှိနေခြင်းမျိုး။တယ်လီဖုန်းကိုကောက်ကန်လိုက်သည်။နံပါတ်တစ်ခုကိုလှည့်သည်။မင်းနဲ့နေတဲ့အတွင်းမိုက်ကာလာဟိုင်းအတန်အော်ဂျီကိုဖုန်းထဲတွင်ကြားရ၏ တိုနီဝါအန်ကင်မိုင်အေးငါဖုံးကောက်ကန်ကလေးကမင်းမှန်သိပါတယ်ကွာကျွန်တော်လက်ခံပါတယ်အန်ကင်မိုင်တောင်းနဲ့တရားစကားမဆက်ပဲအကြာကြီးညင်နေကြကြီးတန်ချာမတိုနီကကျွန်တော်ပြောတာကြားတယ်နော်အေးကြားပါတယ်တိုနီကျေးဇူးပဲကွာလူဝင်းနဲ့ငါမလက်ပြန်မင်းစီလာခဲ့မယ် good night တိုနီ good night အန်ကင်မိုင်တယ်လီဖုန်းကိုခက်ဖြည်းဖြည်းချသည်ကံဝစီမှာခပ်ပပနင်းလာသည့်ခြေတံကိုကြားလိုက်သည်ဂရစ်ဝင်လာသည်မျက်နှာကလေးမှာဖြူလျော်လျက် မောင်တယ်လီဖုန်းပြောတာဂရစ်ကြားပြီးပါပြီပြင်မှာထိုင်ဆောင်နေရလေနှစ်နာရီကြာသွားတယ်မောင်ဒီလိုပဲဆုံးဖြတ်မယ်ဆိုတာသိတယ်လေမောင်အောင်မြင်မှာတေးကြပါရဲ့ကွယ်မောင်ပါပြောမလဲရင်မောင်ကြောင်အောင်မင်းတော်တော်ပြည့်ပြည့်စုံစုံသိလာပြီပေါ့ဟုတ်လားဂရစ်ဂရစ်ကဘရင်ဘောက်စီတို့ရှောက်သွားပြီးခန်းစီကိုတချမ်းဆွဲဖယ်လိုက်ပြင်တော့ငင်းနေရမှာမြို့ကိုဒီကလှမ်းမြင်ရတယ်နော်ဟုတ်လားမောင်လင်းထိန်နေတာပဲ လူတွေကဒါကိုဂရီဘာနဲ့ပေါ်မှာစိန်တွေကျဲထားတာနဲ့တူတယ်လို့ပြောကြတယ်။ခရစ်တော်အဲ့လိုမတင်ဘူး။ညက်ပက်ပေးနေတဲ့နှင်းပွင့်နေတဲ့ဖုံပေါင်းတွေကိုလက်စစ်မီးအောင်ဟန့်နေတာ။အင်းတော်တော်ယုံရခက်တယ်နော်။လူတယောက်ဟာမြို့တစ်မြို့ကိုဆဲဆွဲလန်းလန်းချစ်နေတယ်ဆိုတာလေ။ဒါပေမဲ့အဲ့ဒီလူမျိုးတကယ်ရှိတယ်နော်။သူစိတ်ထဲမှာဘာတွေရှိနေပြီးဘာတွေပြောချင်နေသည်ကိုတော်နေမသိ။ဒါကြောင့်ခက်မစိတ်နေလိုက်။

တမ်းလေးလေးပြဆိုတဲ့ဘာသာပြန်ဝတ္ထုရဲ့အပိုင်း၁၈ရက်သိမ်းပိုင်းဖြစ်ပါတယ်ခင်ဗျာကံစားနာဆင်ပြီးတော့တို့ညာရဲ့ပြည်သက်များတခုခုခံစားကြရရှိရင်ကမ္မပေါ်မှာခြာရည်ကလေးရပါတယ်ခင်ဗျာအားလုံးပဲစိတ်ချမ်းသာကိုကြမ်းမှာရှိကြပါစေခင်ဗျာ